အားလုံးမင်္ဂလာပါရောက်ရှိလာတဲ့မကြခင် ရောက်ရှိလာတော့မယ်တပေါင်းလာပြည့်နေ့ဖြစ်တဲ့လာဘက်ကပြည့်တဲ့နေ့ဖြစ်တဲ့မတ်လ14ရက်နေ့ကနေเนาะနောက်ထပ်တကူးလာပြည့် မတိုင်ခင်အထိတလတာ အချိန်ကာလမှာပေါ်ပေါက်လာမယ်နော်အမည်နာမပိုင်ရှင်တွေအတွက်ပြန်ကြမှာအဟောလေးပဲဖြစ်ပါတယ် အဲ့တော့ဆရာမအဲ့ဒါလေးကိုပြောချင်ပါတယ်အမည်နာမဆိုတဲ့နေရာမှာနေနိုင်ကိုရည်ညွှန်းတာမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်နော်အခုပြောတဲ့တနင်္ဂနွေတနင်္လာအင်္ဂါဆိုတဲ့ဟာတွေဟာအမည်နာမရဲ့အဖွင့်စလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်အဲ့ဒါလေးကိုနားလည်ပေးပါအမည်နာမနဲ့ပတ်သက်ပြီးမိမိဟာဘယ်အမည်နာမကို အဖွင့်ပေးထားလဲဆိုတာကိုနော်စဉ်းစားပြီးတော့အခုဟောမယ့် နာမည်တွေနဲ့တွဲပြီးဟောလာတဲ့အဟောတွေကိုနားထောင်ပေးသွားမှာ ဖြစ်ပါတယ်နော်ဥပမာအဲအောင်ဝင်းဆိုရင်သူ့အတူပါနေတာပဲဖြစ်ဖြစ်တနင်းကနွေနဲ့နဲ့အစပြုတဲ့အမြေပိုင်ရှင်နေမှာနားထောင်ရမယ်နော်နောက်တစ်ခါဟောနော်ဟိုဖြူဖြူဆိုရင်သူဒီတနင်းကနွေသမီးပဲဖြစ်နေအောင်တော့ကြာတာပရိနဲ့နဲ့အစပြုတဲ့အမြေပိုင်ရှင်နေမှာနားထောင်ပေးရမှာဖြစ်ပါတယ်ကဲစပြောပါတော့မယ်နော် ။နောက်ကြာသာပရင်းနယ်နဲ့အစပြုတ်တဲ့အမြေပိုင်ရှင်တွေက မထင်မှတ်ပဲခရီးဝေးကိုရုတ်တရက်သွားရပါလိမ့်မယ်။နော်မတူညီတဲ့စီးပွားရေးကိုထပ်မံတိုးချဲပြီးတော့လှုပ်ဆောင်ခွင့်ရပါလိမ့်မယ်။နော်မတူညီတဲ့လုပ်ငန်းလို့ပြောတဲ့အတွက်တိုးချဲလှုပ်ဆောင်တယ်ဆိုတာထက် ထပ်မံချဲ့ထွင်လှုပ်ဆောင်တာကိုလုံနေတဲ့အလုပ်နဲ့နောက်ထပ်မတူတဲ့အလုပ်တွေထပ်ပြီးတော့လုံရဖို့ပေါ်ပေါက်လာမယ်လို့ပြောပါတယ်အဲ့တော့လုံရဖို့ပေါ်ပေါက်လာမယ်ဆိုတာလုံဖို့အခွင့်အရေးရမယ်လို့ဆိုလိုတာပါအဝေးကနေရောက်လာတဲ့မိတ်ဆွေတွေနဲ့ပေါင်းပြီးဆောင်ရွက်ရတဲ့အလုပ်တွေကလည်းအောင်မြင်မှုရပါလိမ့်မယ်။ဒါကြောင့်အဝေးကနေရောက်လာတဲ့မိတ်ဆွေတွေကသူတို့လုပ်တဲ့လုပ်ငန်းအတွက်ကန့်လန့်လာတာမျိုးရှိခဲ့ရင်တော့ဒီလမှာပေါ်ပေါက်ခဲ့ရင် ဂျာသာပရင်းနိုင်ငံအစပြုတဲ့အမည်ပိုင်ရှင်တွေကလက်ခံပြီးတော့လှုပ်ဆောင်တဲ့ကာလလို့ဖော်ပြထားတာကိုတွေ့ရပါတယ်။ပြည်ပနဲ့သက်ဆိုင်တဲ့ခရီးနယ်ပတ်သက်ရင်တော့ဂျာသာပရင်းနိုင်ငံအစပြုတဲ့အမည်ပိုင်ရှင်တွေကအချိန်ကြန့်ကြာတတ်လို့မိမိသွားမဲ့ကာလတစ်ခုကိုကြိုတင်ပြင်ဆင်ထားပေမဲ့အသေးချဆောင်ရွက်ထားပြီးဖြစ်ပေမဲ့လည်းပဲနေ့စဉ်နဲ့အမျှအဲ့ဒီခရီးစဉ်နဲ့ပတ်သက်ပြီးအောင်မြင်မှုရှိအောင်အာယုံစိုက်ထားဖို့တော့လိုအပ်ပါတယ်။ နော်ဒါတော့အရေးကြီးပါတယ်ဒါပြပခီးသွားမဲ့သူတွေအတွက်ကိုပြောတာဖြစ်ပါတယ်နောက်ဂျာတာပရင်းနဲ့အစပြုတဲ့ပုံကိုရာချစ်သူရှိပြီးပေမဲ့လည်းပဲမိမိကိုယ်တိုင်စိတ်များတတ်တာကြောင့်တောကဖြစ်ရတတ်ပါတယ်နော်ဂျာတာရီနိုင်တဲ့အစားပြည့်တွေပုံကိုယ်တွေလူလွတ်တွေကိုပြောတာနော် အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအာယုံများတတ်ပါတယ် အာယုံများတတ်တယ်ဒါလို့ဆိုရင်သဘောပေါက်ပါပြီနော်ဒါပေမဲ့အဲ့ဒီအာယုံများခြင်းကြောင့်စိတ်သောကဖြစ်เสียရီပေါ်ပေါက်လာတတ်တဲ့ကာလဖြစ်လို့ပြောရရင်တော့အာယုံမများပါနဲ့ပေါ့နော်အနောက်အိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ကမိမိကိုစီးပွားဥစ္စာတွေပေးအပ်နိုင်မဲ့လာတလာဖြစ်ပါတယ်အဲ့တော့မိမိတို့ရှာဖွေစုဆောင်နေတဲ့စီးပွားရေးအတိုင်းတာနဲ့ညီမျှတဲ့နော်သူ့ထက်တာလွန်ချင်းရှိနိုင်တဲ့ ငွေကြေးတွေကိုမိမိအိမ်အောင်ဘက်ကမိမိကို အနှံလာနိုင်တဲ့အထိကောင်းကျိုးရှိပါတယ်အော်ပြောချင်တာကအိမ်အောင်ရင်းနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ရဲ့ကောင်းကျိုးကိုခံစားရမယ့်ကာလဖြစ်ပါတယ်ကျမ်းမာရင်းရတော့ပခုံးလက်ပြင်အဆရှိတဲ့နေရာတွေမှာအကျောအစစ်တွေထိခိုက်တာ အကျောညက်တာဒါတွေဖြစ်နိုင်လို့သတိပြုရမှာဖြစ်ပါတယ်။အောင်ဂျာတာဘီနိုင်နေအဆပြုတဲ့နော်ပုံကိုယ်လေးကကုသိုလ်အနေနဲ့ပြုလုပ်တဲ့နာ စပယ်ပန်း၅ကုန်းကိုကျွေပကံအဖြူမှာထည့်ပြီးဒလိုလေးပေါ့စပယ်ပန်း၅ကုန်းကိုကျွေပကံအဖြူမှာခွေပြီးထည့်ပြင်ဆင်ပြီးကြာတာပရိနစ်နဲ့နဲ့ဆန်နာကြီးမကြော်ခင် အတွင်းထဲမှာဖះရှင်ရဲ့ကြောင်းတော်မှာအသေးချာပကံလေးကိုကင်မပြီးရှင်တော်မြတ်ဖျားကိုအာယုံပြုတ်လို့စပယ်ပန်းကုန်းများနဲ့ 不少钱孤独丢了吧，家里人么好烦恼。不少钱孤独丢了吧，喏，哎啦哈，家大伯奶奶啊啥丢了啊？米发现的，上月也没骨头，谁捡来的